အကန်းကလည်းနှစ်မျိုးရှိတကောပရိသတ်ပရိသတ်ကြီးအကန်းပဲနှစ်မျိုးရှိအကန်းနှစ်မျိုးငါပြောမဟိငယ်ကန်းနဲ့ကြီးကန်းဟဲ့အကန်းနှစ်မျိုးကဘယ်ကန်းနဲ့ဘယ်ကန်းနော်ငယ်ကန်းနဲ့ကြီးကန်းဆိုတာ အမိဝမ်းနဲ့ကလေးကငယ်ငယ်ကလေးတွေကကန်းလာဝင်းတွင်းပါပေါ့ကွယ်ငယ်ငယ်လေးတွေကကန်းလာတော့အဖြူအနီအစိမ့်အဝါပြလေးတောင်အရှိဝိုင်းဆိုတာကြီးသူမြင်ဘူးရဲ့လားဟဲ့ မမြင်ဘူးတော့သူသိပါမလားဟိမသိပါဘူးအသက်ကြီးမှကန်းတဲ့လူကြတော့ငယ်ငယ်မကန်းခင်တုန်းကမြင်ထားတာလေးတွေကိုသူများပြောပြသူမသိဘူးလားဟိအဖြူဆိုလည်းမသိဘူးလားအနီးဆိုလည်းမသိဘူးလားလေးတော့အရှိအဝိုင်းရှေရှေပူပူဆိုတာတွေကမသိဘူးလားဟိဘာပြုလို့သိတာတော့မြင်ဘူးလို့ပြေးတာကြီးဘာပြုလို့သိတာတော့ ကဲမြင်ဘူးလို့ငယ်ငယ်တုန်းကကန်းတာမဟုတ်ဘဲနဲ့ကြီးမှကန်းတဲ့အကန်းနဲ့ဝင်းတွင်းကလေးကပါလာတဲ့ငယ်ကန်းနဲ့အဲ့ဒီငယ်ကန်းနဲ့ကြီးကန်းနှစ်ယောက်လမ်းသွားတဲ့ဟိဘာလို့ကြတဲ့တို့လမ်းသွားရင် စကားပြောကြလမ်းသွားရင်စကားပြောတော့ကြီးကန်းကပြောအသက်ကြီးမှကန်းတဲ့လူကကွာတဲ့ငါနွားတို့တောက်ချင်လိုက်တာပြေသာအသက်ကြီးမှကန်းတဲ့လူကဘာတောက်ချင် နွားတို့သောက်ချင်လိုက်တာဆိုတော့ငယ်ငယ်လေးတည်းကကန်းတဲ့လူ အကန်းကငယ်ကန်းကမေးလိုက်တယ်နေစားမအောင်ကွာတဲ့နွားတို့ဆိုတာဘယ်လိုဟာတော့ဒီတော့အသက်ကြီးမှကန်းတဲ့လူကမြင်ဘူးထားတော့သူက ပြောတာပေါ့မင်းနဲ့ကွာတဲ့နားဝေးတာတဲ့နွားတို့ဆိုတာတို့အဖြူပေါ့ ော့ငငယ်လေးတည်းကကန်းနဲ့မမြင်ဘူးတဲ့လူကထပ်ပြောတယ်နေစားမအောင်ကွာတဲ့အဲ့ဒီအဖြူကဘယ်လိုဟာတော့အလန်းတော့သုံးပုံမပေါ်မင်းနဲ့ကွာတဲ့ပြောရတာလက်ဝင်တာတို့အဖြူဆိုတာထုံခဲကြီးလို့ပေါ့ဒီတော့ဟောပြန်မေးတယ်နေစားမအောင်ကွာတဲ့ထုံခဲကြီးကဘယ်လိုဟာတော့အဲ့ဒီလန်းသုံးပုံမပေါ်ဘူး မင်းကွာတဲ့ပြောရတာဟန်မကြလိုက်တာအကန်းချင်းလူလည်းလှုပ်တယ်လည်းမအောင်မင်းနဲ့ဟေးဟောအဖြူဆိုတာတို့ဗျိုင်းကလေးလူပေါ့ကွာဒီတော့ပြန်မေးတယ်နေပါဦးကွာတဲ့အဲ့ဒီဗျိုင်းကလေးကဘယ်လိုဟာတော့ကဲမင်းပါဇက်နဲ့ပြောနေလို့တော့အကန်းချင်းဆိုတော့လေမြင်အောင်မကြည့်တတ်တော့ကွာကြတော့ဟောလက်နဲ့ကင်ကြည့်ရအောင်ငါပြမှာဟောတာဗျိုင်းလေးကွာ ဒီနေရာကနှုတ်သီးกว่าဒီနေရာအတောင်မှန်กว่าဒီနေရာခြီတော့กว่าလက်ကလေးကောက်ကွေးပြီးတော့ပြလိုက်လက်ကလေးကောက်ကွေးပြီးတော့သေသေးချာချာပြလိုက်တော့ငယ်ကန်းကစမ်းကြည့်ပြီးတော့ဘာပြောတော့ဟင်းမင်းနွားနှုတ်မတော့ချင်ပါဘူးကောက်တိကောက်ကွေးကြီးတဲ့ကဲငယ်ကန်းနဲ့ကြီးကန်းမကွာဘူးလားပြိဿဟေးအကန်းကြီးတော့အတူတူပဲမဟုတ်လားဟေး ဒါပေမဲ့လို့အသက်ကြီးမှကန်းတဲ့ကြီးကန်းကမြင်ဘူးတာမှန်သမျှပြောပြရင်မသိဘူးလားဟဲ့မသိပါဘူးဟာငယ်ငယ်လေးတုန်းကကန်းတဲ့လူကမမြင်ဘူးတော့ကိုဘယ်သူပြောပြပြသူသိဖို့လွယ်ပါမလားဟဲ့မသိပါဘူးဒါကြောင့်တရားနာပရိသတ်ကြီးကျုပ်တရားဝဲမှာအခုခမည်းတော်ပုထုဇဉ်အကမ်းမဟုတ်ဟဲနဲ့တရားနာနေတဲ့အခိုက်အတန့်မှာတော့ဖြင့်ပင်အန်လေးကျက်ချင်းဆွေးနွေးမေးမြန်းခြင်းနှလုံးသွင်းကောင်းခြင်း အဲ့ဒီသုံးပါးရှိနေလို့ယခုတော့ဖြင့်ကလျာဏပုထုရှင်ဖြစ်ပါပြီတဲ့သို့တော်လေတရားပွဲကြီးကပြန်သွားတဲ့ချိန်ခါမှာအိမ်ပြန်ရောက်တော့လောဘအာယုံဒေါသအာယုံမောဟအာယုံတွေဝင်လာပြန်သဖြင့်ပုထုရှင်အကမ်းမဲ့ပြန်ဖြစ်လိမ့်မယ်။ဟာဒီလိုပုထုရှင်အကမ်းမင် ဖြစ်လင့်ကစားအကမ်းမင်ဖြစ်လင့်ကစားငယ်ကမ်းမဟုတ်ဖဲနဲ့ကြီးကမ်းနဲ့တူတယ်ဟူ၍မှတ်ကြ။ ပိဒါကြီးမင်းရအောင်ငယ်ကန်းကြိုက်လားကြီးကန်းကြိုက်လားအေးငါလည်းဖမ်းမပေးနိုင်ကွာကြဟင်းအသားတော့မဲတယ်နော်အဲ့ဒီကြီးကန်းကြီးလည်းမအောင်မေးနဲ့ဟိတ်အသက်ကြီးမှကန်းတဲ့အကန်းကိုဆိုလိုတယ်ကြီးကန်းကအသက်ကြီးမှကန်းတဲ့အကန်းကမြင်ဘူးတာမှန်သမျှပြောပြလို့သိသလိုပေါ့ကွယ်ဒုဗိဇ္ဇကြီးတရားတွေနာပြီးတော့အင်းနောက်ရဲ့ပုထုဇဉ်အကန်းပြန်ဖြစ်အောင်တော့ နာဘူးတဲ့တရားတွေကိုဗဟုသုတရလာသဖြင့်သူများပြောပြရင်တရားနာပရိသတ်ကြီးမသိနိုင်ဘူးလားပရိသတ်ဒါဖြင့်ပရိသတ်ကြီးငယ်ကန်းနဲ့တူသလားကြီးကန်းနဲ့တူအဲဒါကြောင့်အသက်ကြီးမှကန်းနဲ့အကန်းမျိုးဖြစ်အောင်သာကြိုးစားကြဒါတရားနာပရိသတ်ကြီးပုထုဇဉ်မိုင်းဆိုင်ရာနှမျိုးကိုခွဲပြောပြပါပြီဒီတော့တရားနာပရိသတ်ကြီးပုထုဇဉ်ဒီကနေ့အကောင်းဖြစ်နေသလားအကန်းဖြစ်နေသလား ဘယ်တော့မှာတော့ခုခုပိဒါကြီးဘယ်တော့မှာတော့ပုထုရှင်အကောင်းဖြစ်နေဘယ်နှခုရှိလို့တော့ဟဲ့ကသုံးခုကဘယ်သူတွေပါလိမ့်အနေနဲ့အဲ့ဒါအလဲကောင်းဟာကွာတခေါ်ကျမင်းတို့ကတခုကြော်သွားအစကစပြောပါမှာပေါ့အေးလူကြီးသားကြီးပဲကလေးတွေချောက်ပေးပါဦး ဟုတ်တယ်ဗျာအတန်ကြားလေးကလူကြီးတန်းကြီးပဲကလေးတွေကရှောက်ပေးပါဦးမှာပေါ့အဲကျုပ်ပြောတာတမျိုးကြီးနော်လူကြီးတန်းကြီးလဲဆိုရယ်ကလေးတွေကရှောက်ပေးပါဦးမှာပေါ့ဟွန်းသဘောပေါက်တော့ပါတယ်ဗျာနော်အတန်ထွက်ကြစမ်းပါဗျာရှက်စရာမဟုတ်ပါဘူးကောင်းတဲ့အတန်ဒီဒီတန်မျိုးထွက်ကောင်းပါခင်ဗျားတို့မရှက်သင့်မကြောက်သင့်တဲ့နေရာရှက်ကြောက်နေရှက်သင့်ကြောက်သင့်တဲ့နေရာကြတော့ဖေတော့မောင်တော့နဲ့အဲသေခြင်းဆိုကာလနာမွေဆိုလောင်မီးဆိုတာတွေကြတော့မရှက်နိုင်ကြတော့ဘူး ်ဒါကြောင့်ဖခင်ကိုရောင်မြကြီးကအဝိတဝမိဘာယံဒီဘာဇိတဗိနဘာဇရေဘယဘယဝိမုံလာတေတံတိသူခန္ဓာလဘတိကြောက်တဲ့ကြောက်ထိုက်ကြောက်ကောင်းတဲ့တရားတွေကိုမကြောက်တော့မကြောက်သင်မကြောက်ထိုင်မကြောက်ကောင်းတဲ့တရားတွေကိုတော့ကြောက်နေသည်ဒါကြောင့်အရှက်အကြောင်းမှားနေလို့ရှိရင်တော့သံတိသူခန္ဓာလဘတိခမည်းတော်လိုချင်တဲ့နိဗ္ဗာန်ရရှိဖို့မလွယ်တော့ဘူးလွယ်ပါမလားပြိဿကြီး ကဲဒီတော့အသံလေးတွေကြိုးစားထွက်ပါဗျာဒါလေးမှတ်မိသွားပါပြီပုထုဇဉ်နောက်ပိုင်းခွဲဗျာဒီကနေ့တော့ရှေးပိုင်းဝိပဿနာလည်းများများဟောနိုင်မှုပြိဿနော်ဟေမာဇလ621ရက်ကွယ်မှာဗရဟိတအသင်းကြီးကဘွာတွင်တရင် အဖိတ်နေတိုင်းမှာကျွတ်တို့အဖိတ်နေတိုင်းအဖိတ်နေတိုင်းတန်ဃာတော်၄ငရာကိုဆွမ်းလောင်းခဲ့တဲ့ရှစ်ကြိမ်မြောက်မှာဟောရသဖြင့် သွမ်းလုံးတဲ့ကိစ္စမပြင်းမရကြပါနဲ့လို့ဒါကိုကျုပ်များများတိုက်တွန်းပါအောင်မပြင်းကြပါနဲ့သွမ်းလုံးတဲ့ကိစ္စမန္တလေးရွှေမြို့တော်တော့ခေါင်းကြီးတို့ကယုံကြည်ပြီးသားဖြစ်ပါတယ်။ဘာဖြစ်လို့လဲမန္တလေးမြို့ကတရာတရားသိကောင်းအခုကြာနီကံခေါင်းကြီးတို့ကိုယ်တိုင်မန္တလေးမြို့မှာခုနှစ်နှစ်တိုင်တိုင်စာသင်ခဲ့ရမန္တလေးမြို့မှာပညာခုံမိပြီးတော့စာသင်ခဲ့တဲ့အတော်အတွင်းမှာ မန္တလေးမြို့သူမြို့သားတွေလောင်းတဲ့ဆုံးကွန်းကိုဖုံးပေးပြီးတော့ပညာသင်ခဲ့တဲ့ကျန်ဒီကန်ဆရာတော်ဆိုတာဟာဒီကနေ့မန္တလေးမြို့သူမြို့သားများကိုကျေးဇူးဆက်လို့မကုန်နိုင်သေးပါခင်ဗျားတို့ကျေးဇူးကြောင့်မန္တလေးမြို့မှာနေပြီးတော့ပညာတွေသင်ကြားနိုင်တယ်ဒါကြောင့်ခုကျန်ဒီကန်ဆရာတော်ဆိုလင့်ကစားကျန်ဒီကန်ဆရာတော်လို့သိနေကြပေမဲ့လို့နေရီမှာထွက်ခေါ်တဲ့ချိန်ခါမှာကိုပညာခုံမိခဲ့တဲ့မြို့သူမြို့သားတွေကျေးဇူးဆက်တဲ့အနေအားဖြင့် ရွှေမန်းဓမ္မကတိကဂျန်ဒီကန်ဆရာတော်ကျုပ်မန္တလေးမြို့ကိုအမိတက်ထားတချို့ကလည်းဂျန်ဒီကန်သိကိုမသိဘူးတောရွာဒေသဆိုတော့ဂျန်ဒီကန်ဆရာတော်တရားဟောကောင်းလှတယ်ပြောတယ်ဆိုပြီးမန္တလေးမြို့လာပင့်မန္တလေးမြို့ပေါ်ဂျန်ဒီကန်ကြောင်းတိုက်ရှောက်ရှာရတဲ့မူနောက်လို့ဘယ်မှမတွေ့ဘူးကျန်ဒီကန်ဆိုတာကျုပ်မန်းလေးမျိုးပေါ်တယ်ထင်တာကိုရှေ့ကတတ်ထားတာကရွှေမန်းဓမ္မကတိကကျန်ဒီကန်ဆရာတော်ဆိုတော့ မန္တလေးမြို့ပေါ်ကြံဒီကံကျောင်းတိုက်ရှောက်ရှာတယ်ဘယ်မှမတွေ့နောက်မှတယောက်မေးတယောက်မေးနဲ့တောထေသမှန်သူတို့သိကြဒါကြောင့်ဆွမ်းလောင်ပြီးတော့တန်းကားတော်အရှင်မြတ်များကိုလှူခဲ့တန်းခဲ့ကြတယ်မြို့သူမြို့သားတွေဆိုတော့ဘယ်လိုအန္တရာယ်မျိုးဖြစ်စေကမ်းဘူးမန္တလေးမြို့မှာဂလိန်ကလေးကြီးကြီးကျယ်ကျယ်တော့ ကျွတ်တို့မျက်စိအောင်ခမရတို့မျက်စိအောင်အခုအသက်တိုင်နေလာခဲ့ကြတယ်ကျွတ်တို့မန္တလေးမြို့ကအသက်သာဆုံးလို့ဖြစ်နေပါတယ်ဗျာအသက်သာဆုံးလို့ဖြစ်နေတယ်ပြိဿအခုအေယောရီမြည်ရည်ကြီးလိုက်တဲ့လှုပ်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 နဲ့အင်းနှစ်ကြိမ်တိုးပြန်ကျသွားပြီဒါတော့မန္တလေးမြို့အတွက်ကတော့ဘုန်းကြီးတို့ကယုံကြည်တယ်ဒါမြောက်ပြောနေတာမဟုတ်ပါဘူးမြောက်ပြောနေတာမဟုတ်ပါဘူးတမျိုးလုံးလည်းသိတယ်သံဃာတော်အရှင်မြတ်တိုင်းလည်းသိတပြေလုံးလည်းသိ ်မန္တလေးမြို့ဒီဒုတိယမြို့တော့ခေါ်ပေမဲ့လို့သာသနာရေးနဲ့ပတ်သက်လာတော့နံပါတ်1ဆွဲတဲ့မြို့မန္တလေးတမြို့လုံးမှာရှိတဲ့တန်ဃာတော်အရှင်မြတ်များကိုသွားဝအောင်ကျွေးနိုင်တဲ့မြို့ဆန်းခွန်၂ချက်၈ချက်အချိန်တုန်းကလည်းပဲဒီတန်ဃာတော်ဒီကိုပင်လျင်မိမိတို့စားရသမျှနဲ့တကယ်တမ်းကျွေးလာခဲ့တဲ့မြို့ဒါကြောင့်မန္တလေးမြို့ကတန်ဃာတော်အရှင်မြတ်များရဲ့မိခိုအားထားရာ သာသနာတော်ကြီးရဲ့ဗဟုမန္တန်သဖွယ်မန္လေးရွှေမြို့ဟာဗမာပြည်မှာဖြစ်တရားနာပိသနံပါတ်1ဆွဲတဲ့မြို့ပါဗျာဒါခမရတို့အသိမို့ကြုတ်ထုတ်ပြောနေကြမလို့ပါဘူးယဉ်ကျေးမှုနဲ့ပတ်သက်လာတော့လေတရားနာပိသမန္လေးမြို့နံပါတ်1ဆွဲပါတယ်ကြုတ်သားတွေလည်းခဏခဏထည့်ပြောတယ်ဘာပြုလို့လဲမန္လေးမြို့